ငါဘာမှမလုပ်နိုင်ဘူးဆိုတဲ့ကားတော့ပြောနေကိုရက်ွက်ကိုတွေတော့ဟုတ်လားခွန်ပြောအောင်တွတ်တက်အောင်ဘာလီကူညီပေးနေကိုအတိုင်းတော်နဲ့ကိုလူတိုင်းမှာအဆန်းစားရှိပါတယ်နော်အဲ့လွတ်လာတဲ့ငါးရငါးတွေရောအကုန်လုံးပေါ့ကွာလွတ်လွတ်မြောက်လာတဲ့နိုင်ငံတော်ကျေးဇူးကြောင့်လွတ်မြောက်လာတဲ့အတွက်ကြောင့်ဦးသိန်းတို့ကရန်ဝန်းသားတယ်ရန်ဝန်းသားတယ်နော် NGO ဆက်တွေပါတဲ့ခက်ခဲရှိတဲ့ဒီပိုင်းကဘယ်နှဆက်တွေကဘယ်နေဘယ်ရုပ်ဆက်တွေကပါလဲဆက်တွေတော့သူကဘာလုပ်ပေးပါလဲနော်ရဟတာတွေရပြောတာဥစ္စာနော်အဆုံးမသားသမီးတွေလေဟုတ်လားအမီရလည်းမနိုင်အဖလည်းမနိုင်ဆိုတော့ဟုတ်လားမိရတဲ့ရန်ကြည့်ကြည့်ရမှာစပုန်တိုင်းဖြစ်ရပြဟုတ်လားအဲ့အဲ့ဆဲရတူနဲ့ဝဲဆွဲရမှာဆက်ချီရောက်သွားရေးယူရမှာ ဲ့ဒါ950တက်လိုက်အဲ့ဒါမှ16နှစ်ကလေးတယောက်လည်းပါသေးတယ်16နှစ်ကလေးတယောက်လည်းပါသေးတယ်နော်ဒါပြောပြတာပါဦးတို့လည်းဥရိကြောင့်နားမလဲပါဘူးဒါပေမဲ့လည်းအဲ့လိုဟာလေးကြောင့်နိုင်ငံရေးရုပ်တည်လိုက်တယ်လို့ဟာ950နဲ့လွတ်လာတာကွာဟာ950နဲ့ကျတာကွာဟာ950ဆိုနိုင်ငံရေးပုံမှန်သူတို့နိုင်ငံရေးဆိုဘာလဲနားမလဲနိုင်ငံရေးဆိုဘာမှမသိဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့905နဲ့အမှုဖွင့်ခံရသူတွေအားလုံးပြန်လွတ်မယ်လို့စစ်ကော်မရှင်ကြေညာလိုက်ပြီးအပေါ်ပောက်ကူတော်ရဲ့အမြင်သဘောထားတွေကိုတင်ဆက်ပေးသွားမှာမို့ အဆုံးအထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါဦးခင်ဗျာစစ်ကောမရှင်ကပုံမှန်905နဲ့အမှုချင်းခံရတဲ့လူတွေအားလုံးကို ပြန်လွတ်ပေးမယ်လို့နိုဝင်ဘာလ26ရက်နေ့မှာဝါရဖြန့်မီဒီယာတွေကနေတဆင့်ကြေညာလိုက်ပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်စစ်အာဏာရှင်စနစ်ပြုတ်ကျရေးဆန္ဒပြသူတွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုစစ်ကောမရှင်ကပုံမှန်905ကနေအများဆုံးတရားစွဲဆိုခဲ့တာဖြစ်ပါတယ် လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့စစ်ကော်မရှင်တပ်ဟာရွေးကောက်ပွဲမတိုင်မီမှာအခုလိုလူငင်းချမ်းသာ권ပေးလာတာဖြစ်ပါတယ်။ဒီလိုလူငင်းချမ်းသာ권မပေးခင်မှာအချင်းထောင်တီးတီးမှာရွေးကောက်ပွဲမှာမဲပေးဖို့အတွက်အချင်းဦးစီးဌာနကစီယုံမှုတွေလှုပ်ဆောင်ခဲ့တယ်လို့နိုင်ငံရေးအချင်းသားရေးတက်ကြွလှုပ်ရှားသူတွေကပြောကြပါတယ်။ပြောရရင်မင်္ဂလာပါဗျ။ဒီနေ့က28ရက်ဆက်လာပါ2025 မင်္ဂလာရှိတော်နေ့ရဲ့ချုံအောင်ပေါ်မှာလွတ်မြောက်တဲ့အချင်းလူအချင်းသားမိသားစုတွေရောရှင်တော်ဘာပြောပြောရှင်လင်မြန်တဲ့နေ့ထောင်းထောက်တဲ့နေ့ပိန်အောင်ကကြတဲ့နေ့ဆိုတာပြောပြပါနော်ဒါပျော်ဆုံးနေ့တွေကိုပဲပြောရကြပါနော်ပျော်ဆုံးနေ့တွေဆိုတာဒါနဲ့ရှင်လင်မြန်တဲ့နေ့ရှင်လင်ပြန်ခဲ့ရအောင်ထောင်းအားထွက်တဲ့နေ့ဒါအပျော်ဆုံးနေ့ရတကယ်ပဲဗျာနော်ကိုကိုတိုင်းလည်းခံစားခဲ့ကြလို့ဗျာနော်ကိုကိုတိုင်းလည်းဒါဒီမိုကရေစီအစိုးရယတအစိုးရဆိုပြီးမှ ဟိုကအမေရိကန်အာနာရှင်ရတအာနာရှင်ဆိုရလက်ထက်တော့ဆန်းစုကြည်လက်ထက်မှာဦးဇနုလည်း905နဲ့ကြားခဲ့တယ်ဒါနဲ့နှစ်ပြည့်နေခဲ့ရတယ်နှစ်ပြည့်နေခဲ့ရနော်တောင်းလျှောက်ရပဲရတယ်အလွတ်တဲ့အခါမှာဦးစင်းတို့အရင်ပြောတာလေအရင်ပြောစရာကောင်းတာပဲနော်ရမ်းကြည့်လို့မိတယ်ဘယ်လိုပြောလို့ပြောမှန်းကိုမသိဘူးပဲနော်ဒီနေ့လို့ဆိုပါပဲအချင်းတို့ဒီနေ့အားလုံးပေါင်း၈000ကျော်တောင်မှနိုင်ငံတော်ကပြုတ်ပေးလိုက်တယ်905ရေကြည့်နော်အဲ့တော့ဘာပြောပြောပြောကြမှာပါပဲမိသားစုလည်းပြောကြမှာပါတချို့လည်းမျိုးမျိုးပေါ်ကြအာနောက်စကဖမ်းစရာမရှိဘူးဖမ်းတော့နဲ့အာဖမ်းတာပြင်ပန်းနဲ့ဘာညာ ဥစဉ်တို့အနေနဲ့90ညတွေအကျန့်ဖက်ဥပဒေနဲ့ဆွဲထားတဲ့ဟာတွေလွတ်ပေးလိုက်တယ်ဆိုရင်တော့ဥစဉ်တို့အနေနဲ့တန်းကိုရမှာပါတန်းကိုရမှာ905ဆိုတော့တချို့လဲဗမတိညာမတိနဲ့905နဲ့ကြာပါတာတွေအများကြီးရှိပါတယ်အများကြီးဥပမာဥစဉ်ပြောပြမယ်ဘိုင်ယွန်လက်နေမြောင်းချွေးမ905ဥစဉ်တို့ချိန်ဆိုလို့ရှိရင်ဥပဒေရရဲ့ကြီးကြီးဘာမကြီး905နဲ့မကြီးဘူးနော်905နဲ့မကြီးဘူးဒီကုန်းကနဲ့ဆွဲမယ်ဆိုရင်တော့တမျိုးပေါ့နော် ါလည်းနှစ်ကိုးကားနဲ့ဆွဲမယ်ဆိုရင်လေဗုဒ္ဓနာကိစ္စမိဓမ္မနာကိစ္စမိဆိုတာကဒီပုံစံဆော်ကားရလားသူမှဆော်ကားရရွေးချက်ရှိလားဘလို့ရှိရလဲပြန်တုံးတက်အောင်ပါဦးဗျာနော်ဒါဗုဒ္ဓဘာသာလို့ရစင်လည်းမွှင်မသားမသားမရဖြစ်သွားတဲ့အတွက်ကြောင့်လားလောက်လိုက်ရတာပေါ့နော်ဘိုင်ဟုတ်လက်တို့ဘိုင်ဟုတ်လက်တို့ငါးကားနဲ့ဆွဲတော့တွေ့ပြီဒါနှစ်ကိုးကားကြံနေရလို့ပြောတယ်နှစ်ကိုးကားကြံနေရနှစ်ကိုးကားကာကြီးကြံနေရဆိုပြောတယ်ဟုတ်ပြီငါးဟန်ကလွတ်သွားတယ်ဆိုရင်လည်းဒါအားလုံးသင်းမဝင်တာလေအကုန်လုံးဝင်တာလေလူတွေလွတ်ကြတော့အများကြီးပဲ၈၀၀ဆိုတော့ဟုတ်လား အဲ့တော့ခင်ဗျားတို့လွတ်လာတဲ့သူတွေနိုင်ငံတော်ရဲ့နိုင်ငံတော်အစိုးရကိုနောက်ဆက်ကအစိုးရပေါ့နော်အစိုးရကိုကျေးဇူးမတင်ခြင်းတွေပါကျေးဇူးမတင်ခြင်းတော့အစော်ကားနဲ့လို့ပြောချင်တာပေါ့နော်အစော်ကားနဲ့လို့ပြောချင်တယ်နော်အေးစစ်စစ်နေကြကိုနေတဲ့ပတ်ဝန်းကျင်ကိုရောက်ွက်မှာအေးစစ်စစ်နေကြမကူညီခြင်းတွေပါမနှောက်ယှက်ပါနဲ့ဆိုတဲ့ပုံစံပဲနော်မကူညီခြင်းတွေမနှောက်ယှက်နဲ့ တော့ကိုနေတဲ့ရက်ွက်မှာနိုင်ငံကိုနေရက်ွက်မှာကိုဘာလုပ်နိုင်လဲကိုရက်ွက်ကိုကိုဖွင့်ပြအောင်ဘာလုပ်နိုင်လဲဘာတွေကူညီပေးနိုင်တယ်လဲတိုးတက်အောင်ဘာတွေလုပ်ပေးနိုင်တယ်လဲလူတိုင်းလူတိုင်းမှာသူတိုင်းထွားတဲ့သူရှိပြီးသားပါတယ်ဒါလည်းနိုင်ငံကြီးပါတယ်နိုင်ငံကောင်းကောင်းလုပ်နေတဲ့သူမှနေပါနိုင်ငံကြီးပေါ့နော်အဲ့တော့ပြောချင်တာကဘာငါမလုပ်နိုင်ဘူးငါမစောနိုင်ဘူးလို့မပြောနဲ့လူတိုင်းလူတိုင်းမှာအစားအစာရှိပြီးသားသူအတိုင်းထွာနဲ့သူရှိပြီးသားပါဘုမဆိုကြပါစို့ဘုမလေးပြောပြမယ်ရှင့်နဲ့ဆင်းရှင့်ဒီထမ်းမြေပေါ်မှာနေတဲ့အစားအစာရှာတာပေါ့နော်အဲ့ဒီမှာညကမိုးရွာထားတော့မနဲ့တော့နည်းနည်းချောတယ် အဲ့မဲ့အစားရမ်းမှရှင့်ဒီကြပါတယ်မြေကြီးကိုတတ်မှကြောင်းနဲ့ခြုံပေါ်ကြသူ့သူ့ကြောင့်ကြီးကိုကြပါတယ်အဲ့လိုသူ့ကြောင့်ပေါ်ကြပါတဲ့အခါသူ့ကြောင့်ကမှမြေကြီးကိုကြပါတယ်အဲ့ဒီမှာအောက်မှာကလည်းစင်ကြီးရှိစင်ရှိတယ်ဉာဏ်လည်းအစားရှာနေပါတော့အဲ့မှာရှင့်ကသူ့ချက်ပါတယ်သူ့ခန္ဓာကိုချက်လိုက်ရောအော်လိုက်တယ်အောင်မလေးတရောင်းတော့ပြဲပါကြီးရဆိုတော့အဲ့မှာဆင်ကဘာပဲအောင်မဲကွာတဲ့ကြီးကြီးကျယ်ကျယ်သူကတရောင်းတော့မရှိတဲ့ကောင်ကမြန်တယ်ရှင့်ကဘာပြပြောတယ်ပတ်တယ် ။ခင်ဗျားကလည်းကျုပ်လဲကျုပ်တိုင်းထွားနဲ့ကျုပ်တောင်ပေါ်ပြရတယ်။ရှင်လဲရှင်အတိုင်းထွားနဲ့ဆင်လဲဆင်အတိုင်းထွားနဲ့ပေါ့။ဟုတ်လား။အဲ့တော့ကိုရငါဘာမှမလုပ်နိုင်ဘူးဆိုတဲ့ကတော့ပြောနေ။ကို့ရက်ွက်ကို့တွေတော့ဟုတ်လား။ခွင့်ပြုအောင်တုတ်တဲ့အောင်ဘာလီကူညီပေးနဲ့။ကို့အတိုင်းထွားနဲ့ကိုလူတိုင်းမှာအစမ်းစာရှိပါတယ်။နော်။အဲ့လွတ်လာတဲ့ငါးရငါးတွေရောအကုန်လုံးပေါ့ဗျာ။လွတ်မြောက်လာတဲ့နိုင်ငံတော်ကျေးဇူးကြောင့်လွတ်မြောက်လာတဲ့အတွက်ကြောင့်ဦးဇင်းတို့ကရမ်းဝမ်းသာတယ်။ရမ်းဝမ်းသာတယ်နော်။နိုင်ငံရေးဆိုတာကခင်ဗျားတို့လည်းဒီအတိုင်းပဲအာ PDF ဒီဆိုလဲဟုတ်လားတုတ်လဲစူစားလဲသူလဲဘဝရောက်နေတယ်။ဒါကမရေရတဲ့ကြောအကုန်လုံးတပ်ပြတော်ကထိချုပ်ထားတယ်။ ဟုတ်တပည့်ချင်းပူစင်ပြောလို့ပလိုင်းတဲ့ပုံစံမျိုးဖြစ်သွားတယ်နော်လုတ်ရင်လည်းတရားနေရလုံးမတရားနေရထားအောင်ပါအယုံကြီးကဒီလက်ရှိဦးစင်တို့မြန်မာနိုင်ငံမှာရှိတဲ့အုပ်ချုပ်တဲ့စစ်ဘုတ်ချုပ်တွေဟိုးတဲ့ဗါတဲ့အစ်တံပေးမယ်တဲ့ကဲအားသာရည်စရာကြီးမကောင်းဘူးလားခင်ဗျာရည်စရာကြီးမကောင်းဘူးလားအမေရိကန်နိုင်ငံငားတဲ့ခက်ခဲရှိတဲ့လူတွေ LNU ဟိုကဒီဘုံလာလားဗာဘုံလာလို့မသိဘူးအယုံကြီးကိုဆက်တွေ့ပါတဲ့ခက်ခဲရှိတဲ့လူပါလေဘယ်နှဆက်တွေ့ရဘယ်နှဘယ်ရုပ်ဆက်တွေ့ရမှာလဲဆက်တွေ့တော့သူကဘာလုပ်ပေးမှာလဲနော်ရဟတာတွေရပြောတာဥစ္စာနော်ကဲနော်အဲ့တော့ ွေ့လာတဲ့လူမှန်တယ်များဦးစင်းရဟာတေချာနားထောင်ပါငါတို့တွေထိုးကျခံရတာငါတို့တွေဘယ်လိုဖြစ်လဲတချို့လည်းဘာမှမသိကြမသိငါးရငါးနဲ့ကြားရတာလည်းရှိတာပေါ့လားနော်ဥပမာဆိုကြပါဆိုတချင်းဆိုတယ်ဟိုတလောကဦးစင်းတို့နော်ခါကြီးရဲ့ကြီးမှာတချင်းဆိုရတာပေါ့ဗျာနော်ဒီတောင်တိုင်းလာပြီညဒီမှာဟုတ်လားတော့တောင်တိုင်းလာပြီညဒီမှာတော့တောင်တိုင်းလာပြီမှာတချင်းဆိုတော့အဲ့မဲ့မိုက်ပေါ်ကလေလူမဆန်သာဆဲတယ်ဆဲတော့ဆဲဆဲတော့ဆဲတဲ့လူနှစ်ယောက်ကိုအမှန်တရားဆွဲရမှာဒါနဲ့မဟုတ်ဘူးတိုက်တော့ကြာရပါလိမ့်ပြပါတယ်အဆဲတဲ့လူနှစ်ယောက်ကိုထိထိရောက်ရောက်ရေးရှိပါမှာဒီမဆုံးမှာဖာမဆုံးမှာသာသမီလေးလေဟုတ်လား အမီကလည်းမနိုင်အဖကလည်းမနိုင်ဆိုတော့ဟုတ်လားငွေကလေးကကြည့်ကြည့်ခဲ့ရမှာစကူတန်းကိုဖြစ်ကြဟုတ်လားအဲ့အဲ့ဆဲရတူနဲ့ဟိုဆွဲရမှာဆွဲတိရောက်သွားရေးယူရမှာအဲ့ဒါ900ငါတက်လိုက်အဲ့ဒါမှ16နှစ်ကလေးတယောက်လည်းပါသေးတယ်16နှစ်ကလေးတယောက်လည်းပါသေးတယ်နော်ဒါပြောပြတာပါဦးဇင်းတို့လည်းဥလိကြောင့်နားမလဲပါဘူးဒါပေမဲ့လည်းအဲ့လိုဟာလေးကြောင့်နိုင်ငံရေးရုပ်တလိုက်တယ်လို့ဟာ900ငါလည်းလွတ်လာတာကွာဟာ900ငါလည်းကြာတာကွာဟာ900ငါဆိုနိုင်ငံရေးပုံမှန်သူတို့နိုင်ငံရေးဆိုပါလားနားမလဲဘူးနိုင်ငံရေးဆိုပါမှမသိဘူး ခေါ်ဦးတရီပြေဆုံးပါနေကိုကဟုတ်လားနေကိုလေးဆက်ဆဲဆုံးပုံမှန်တက်ချစ်တံဝေတက်ထိတော်သာဟုတ်လားထုတ်ဆက်လေးကဆက်ရတဲ့နောင်နောင်တို့ပြီးပါလေခေါ်ခဝင်ကလေးလက်မှတ်တို့ပြီးလိုက်ပြီးရောဗျာဟုတ်လားခုတော့900ကခုတော့လွတ်ပြီ900လေးအကုန်လွတ်တယ်ဆိုတော့လွတ်ထဲမှာပါဝင်ကြပါလေဒါဘာမှမဆိုင်ညာမဆိုင်တဲ့ကလေးတွေပါတော့အများကြီးပေါ့ဗျာအဲ့လွတ်တယ်မိပါလေးကိုစားဦးစင်းနဲ့ကျေးဇူးတင်တယ်တကယ်ကျေးဇူးနော်ဦးစင်းတို့လည်းမိပါတို့ကိုစားကိုလွတ်လာတော့ကလေးအရွယ်မြောင်တဲ့ကလေးတွေဝန်တာပီတီဖြစ်မိတာပေါ့ဗျာဝန်တာပီတီဖြစ်မှာဟုတ်လားလူတွေတောင်းတရရဲဆိုတော့မိပါလေးအုပ်ထိမအောင်ပါဒါမိပါလေးလည်းဆုံးမဖို့တော့လိုတာပေါ့ဒါတော့900ငါးနဲ့ပတ်သက်ပြီးမှလွတ်မြောက်လာတဲ့အကြောင်းလေးတွေကိုအင်းက ဒါဝန်တာတဲ့အကြောင်းပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဥစဉ်ရဲ့တုံးတက်ချက်ဥစဉ်ရဲ့ခံယူချက်ပေါ့ဗျာဘာပြောပြောနော်နောက်တစ်ခုကပောက်ကိုတော်ရဲ့နာမည်ကိုဘယ်လိုလုပ်ပေါ့နော်အလွဲတုံးသားလုပ်နေတူရှိတယ်ပောက်ကိုတော်လည်းအဲ့ဒါနဲ့ပတ်သက်ပြီးခေါ်ယူပြီးမှတတိပေးတယ်တခါဌာနဆိုင်ရာကနေနော်အခုကတော့ဥစဉ်နဲ့ဆရာတကာလိုညီလိုကိုလိုတကယ်ပေါ့နာပါအဲ့မှာဥစဉ်နာမည်ပါတော့ဖုန်းဖုန်းနဲ့ဖုန်းဖုန်းအဲ့လိုပြောတယ်ဗျာဖုန်းဖုန်းနာမည်ဖုန်းဖုန်းနဲ့လည်းတည်တယ်ဖုန်းဖုန်းနဲ့လည်းဟာတကယ်တုံးတယ်တည်အောင်ဘယ်သူလို့ဟာဟုတ်ပြီတော့အဲ့ဒါဆိုဖုန်းနာမည်ပြန်ဆက်တွေ့လိုက်တော့ဥစဉ်ကိုမြင်အောင်မမြင်ဘူး ပြတော်မှာ YouTube မှာကြည့်ဦးတယ်ဗျာတဲ့အာအပြင်မှာတွေ့တဲ့သူကတပြိုတော့ YouTube မှာတော့ဒါပောက်ကိုတော့မဟုတ်ပါဘူးသူကတပြိုတော့ထင်တာတေယုတ်တေယုတ်ကြီးနော်ပောက်ကိုကြီးပောက်ကိုတော့နာမည်နဲ့ပောက်ကိုတော့နာမည်လုံးနဲ့ကိုတော်တော့ဗားလေပောက်ကိုတော့ပုံစံမျိုးခံပြီးလုပ်နေတာနော်အဲ့လောက်ရှိဦးစင်းရုံမှာခမ်းလာနော်မပြောတော့ခဏခဏအဲ့ကိုတော့အဲသူ့ဥပဒေရုံနဲ့တွေ့ရတွေ့ထားတဲ့အတားကြီးနဲ့လိုက်တယ်ပြောရမှာအဲ့ဒါလိုက်တယ်ပြောရမှာဘာလို့လဲဆိုတော့အခုမနေ့လေးမြောက်မှာသူ့ကာစီနိုတွေရှိတယ်သူ့နေရာတွေမှာရှိတယ်ဦးစင်းခဏခဏနေနေကာစီနိုဆိုတာကတော့အမှန်တမ်းပြောရလို့ကျွန်တော်လူငယ်ငယ်တို့ဖွဲ့ပဲအဲ့ကာစီနိုကတရားခိုင်နှုန်းမှာ80 90ရာခိုင်နှုန်းက လောကသားဆိုတဲ့လူတွေအရှုံးမဲ့အနိုင်မရှိဘူးအနိုင်မရှိဘူးအနိုင်မရှိဘူးနော်အနိုင်မရှိဘူးအရန်ကြောက်စရာကောင်းတယ်ဒါပေမဲ့လူတွေခိုးခွင်ကြတယ်အစိုးဟိုတယ်တွေမှာခိုးခွင်ကြတယ်ဒါနဲ့မမီဘယ်မိမလဲကိုယ်စင်ကလိမ့်တာလေးနဲ့ဘောက်ဆိုတင်လိုက်လို့ရှိရဲအဲ့မှာရရလိုင်းပေါ်မှာလက်လာတယ်မင်းတို့ပိတ်လိုက်ပိတ်လိုက်တိတ်လိုက်ဘာမျိုးတွေဖြစ်နေလဲနော်တချို့လဲပါမှာပေါ့ဗျာတချို့တချို့လဲပါကြမှာပေါ့ဆိုင်ရဆိုင်ရတိကြမှာပေါ့မတီးဝဲရဘယ်နေမဲ့မပိုင်မဲ့လူတွေခိုးခွင်နေဆိုတာလဲတချို့ပေးမပေးဘဲနဲ့တော့မဖွင့်လို့ရမှာတော့ဟုတ်လားမပေးဘဲနဲ့ဖွင့်လို့မရဘူးခိုးခွင်တော့မရဘူး အဲ့တော့ကာစီနိုဆိုတာကတော့အလောင်းသားကြီးတစ်ခုပဲဦးဇင်းတို့ကတော့တက်ပါတယ်။နော်။ဒါကြတယ်လူတိတဲ့ဟာကြတော့ဟုတ်ဒီပဲဒီအလုပ်အဆက်ကိုတင်ပြဘာကြဘာမှမရှိတဲ့။အာစီတီဗီတွေဟိုဟာတွေတိတ်လို့တိတ်ဟုတ်လား။ဟိုဟာတွေတိတ်ပြီဟိုဟာတွေလို့ကျွန်တော်တို့ဒလိုတွေတွေ့ပါတယ်ဒလိုတွေလောက်ပါတယ်ဆိုရင်မဟုတ်လား။အောင်မီတာဇန်တို့နော်။လောင်းသားဘောကလည်းအောင်မီတာဇန်မဟိုတယ်ဒီမှာလောက်တာလည်းအောင်မီတာဇန်မဟုတ်လား။စိုးစုံကလည်းအောင်မီတာဇန်မဟုတ်လား။ဒါလေးကတော့မပြောချင်ပါဘူးကြာနော်။မပြောချင်ပါဘူးဟုတ်လား။ဟိုဟာဘောနော်တို့တို့ရဲချင်းချင်းအထားမရှိတာဘောရဲချင်းချင်းနားလည်မှုမရှိတာဘောနော်။နားလည်မှုမရှိတာဘော။ဘာဖြစ်လို့ဆိုတော့ ရဲရဲချင်းချင်းကိုနားလည်ဖို့မချွေးနဲ့ဒါမရှိတဲ့ပုံစံမျိုးပေါ့နော်ဒါထားပါထားပါဦးဇင်းတို့ပြောတာဦးဇင်းတို့ဒီအဲ့တော့ဦးဇင်းပြောချင်တာကသူဦးဇင်းနာမည်လေးကိုလွဲတုံးသားလုပ်ပါတယ်ဒကာကြီးတို့နဲ့ဦးဇင်းရဲ့လုပ်ရက်ကိုလည်းဒကာကြီးတို့အတီးဆုံးပါပဲပောက်ကူတော့မလုပ်နိုင်လဲပောက်ကူတော့မလုပ်နိုင်မှာပောက်ကူတော့လားဦးဇင်းတို့ကလှူတဲ့နေရာမှာရှေးတန်းမှာရဲလဲလှူတယ်ပတ်တော်စားလဲလှူတယ်တက်မလို့ရားကြီးလဲလှူတယ်အဲ့တော့ဒကာကြီးတို့အနေနဲ့ချုပ်ကိုကူညီရမှာတခုရှိတယ်နော်ပောက်ကူတော့ရဲ့လုပ်ရက်ကိုဒကာကြီးတို့ထောက်ခံတယ်ပောက်ကူတော့လုပ်ရက်ကိုမှန်ကန်တယ်ဆိုလို့ရှိရင်ချုပ်ကိုအများကြီးမကူညီနဲ့ ဒုက္ခနာမည်ကိုအလွဲတုံးသားလုပ်နေတဲ့လူတွေရှိတယ်ဒုက္ခနာမည်ကိုတုံးနေတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကိုထိရောက်စွာအရေးယူပြပါအဲ့ဒါဆိုလို့ရှိရင်ဥစဉ်ကိုကူညီရတဲ့အတူတူပဲနော်ဥစဉ်ကိုကူညီရတဲ့အတူတူပါပဲနော်ဟောဥစဉ်အဲ့ဒါနဲ့ပတ်သက်ပြီးဥစဉ်ကြောင်းကိုလည်းခေါ်ပြီးမှပြောပြပါတယ်ကြောင်းမှာခေါ်ပြီးပြောလဲဥပ္ပောက်ဖရားတဲ့ချင်းမြတ်တပည့်တော်ကသူကပောက်ကိုတော့ပုံစံပောက်ကိုတော့လားဆိုတော့သူကလက်ခံတာဗျာတဲ့ပောက်ကိုတော့သူကတို့ကိုလည်းမတည်ဘူးပါညာဆုံးမဒါမှမရှိရဲ့နော်အဲ့တော့ပြောချင်တာကတခါလေဥစဉ်ရဲ့နာမည်ကိုလွဲတော့သားလုပ်ပြီးမှဥစဉ်ကိုတိတ်ခါချတာရှိတယ်ဥစဉ်ကိုပောက်ကိုတော့တို့ရောက်စားတယ်ဘယ်လိုပုံစံမျိုးလဲ အဲ့ဒီခုံကြီးတစ်ပါးကိုအဲ့လိုရွေချက်ရှိရှိနဲ့လိုက်လို့ရရှိတယ်။အပြောကတော့အရန်ချိုတာအရန်ကောင်းတာ။အာလူကြီးတွေနဲ့တွေ့လေတို့အရန်ချိုတာ။သူတို့ကရှင်းတယ်ဘယ်လူကြီးမှလည်းဖားစရာမျိုးဘယ်လူကြီးနဲ့မှလည်းပတ်သက်စရာအကြောင်းမရှိဘူး။မရှိဘူး။ကိုဦးဇင်းတို့ဒီအမုန်းခံပြီးမှအလက်အန္တရာယ်ချင်းချောက်ခံပြီးလုပ်နေခြင်းဒီတိုင်းပြည်ငြိမ်းချမ်းစေချင်လို့တိုင်းပြည်အေးချမ်းစေချင်လို့ရဟန္တာငါတော်တွေကိုဒေတာကိုရရွာကိုမှကြောင်းထိုင်ဖုံးကြီးတွေအများကြီးဆွံ့ပြီးလာခဲ့ရတာ။အဲ့ဆရာတော်တွေကိုကြောင်းကိုဒေတာပြန်ပြီးမှတာနာပြုစေခြင်းတဲ့အတွက်ကြောင့် မောက်ခံပြီးအပြစ်တွေခံပြီးလုံနေခြင်းဖြစ်တယ်။လက်လက်ပဲဒီပေါ်များသိကြလို့လို့တမ်းမတော်ထောက်ခံလို့လက်လက်ပဲပေါ်များမလာပါဘူး။တမ်းမတော်ထောက်ခံလို့ဘုံကြီးမလာပါဘူး။နော်ဒါလည်းအလုံးအတိဆုံးပါပဲနော်အလုံးအတိဆုံးပါပဲ။ဥစဉ်တို့ရဲ့လောရည်ဒီဥစဉ်တို့လူကတော့ပုစုစင်ပေါ့ဗျာဟုတ်လား။ဒါခါတည်းမှားတဲ့အရာလည်းရှိရှိရှိမှာပေါ့။အဲ့နဲ့မှားရင်လည်းမှားတဲ့အတိုင်းပြောဆိုရေးကြည့်လို့ရတယ်ဥစဉ်တို့ကနော်။ပြောချင်တာကမန္တလေးမြို့ကြီးမှာဟုတ်လားပြောရင်လည်းမကောင်းပါဗျာ။နော်လူကြီးတွေကလူကြီးလည်းထိုက်တယ်လို့တော့သိကြပါတယ်နော်။လူကြီးလည်းထိုက်တယ်လို့တော့သိကြပါတယ်။ ်ချင်းချင်းဆိုရန်လက်တက်ပြောင်းရတယ်ဗျာနော်ချင်းချင်းဆိုရန်လက်တက်ပြောင်းတယ်ဦးဇင်းတို့ကဒီနေ့ဒီချိန်ထိအလုံးတိုင်းပြည်နဲ့ဘာသာတရဏာအတွက်လုံနေကြည်မျော်လင့်ချက်နဲ့လုံနေရမဟုတ်ပါဘူးဗျာဦးဇင်းတို့လည်းပန်တိုင်းပြောရလို့ရှိရင်အေးစင်စင်နေတယ်မီလို့ပဲဦးဇင်းတို့လည်းထင်ပါတယ်အေးစစ်စစ်ကိုလို့ကိုအတွက်လုံးတင်ပြီလို့လည်းဦးဇင်းတို့လည်းတုံ့တက်ပါတယ်ဦးဇင်းတို့လည်းတိုင်းပြည်နဲ့ဗလာတာနာတို့ကိုထိုက်တင်တဲ့လောက်ပြစ်ဆက်ခဲ့တာတွေရှိပါတယ်ပြစ်ဆက်မှုတွေလည်းများပါတယ် ဒါဥစဉ်တော့ပိဆက်မှုတွေညားလို့မယ်နောင်တရရလားဆိုလည်းမရပါဘူး။ဘာဖြစ်လို့နောင်တမရလဲ။ကိုလုတ်တဲ့အလုပ်ကိုကိုမှန်နဲ့ထင်နဲ့လုတ်တဲ့အတွက်ကြောင့်ကိုမှန်လို့လုတ်တဲ့အတွက်ကြောင့်ဘယ်တော့မှလည်းနောင်တမရပါဘူး။ကိုလုတ်တဲ့အလုပ်ဒီဥစဉ်တို့ဒီတိုင်းပြည်နဲ့လူမျိုးဘာသာတရနာအတွက်လုံနေခြင်းသာဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှနောင်တမရပါဘူး။ဒါပေမဲ့ဥစဉ်တို့ဒီအေးစစ်စစ်နေတဲ့အချိန်ရရင်တော့အေးစစ်စစ်နေတော့မှာပါဗျာနော်။ဥစဉ်တို့ဒီဒီလိုအလုံးလုံးရင်အဖြစ်ဖြစ်တဲ့ဆိုတာလည်းဥစဉ်တို့နားလဲပါတယ်။ဒါမှမဟုတ်အဖြစ်ဖြစ်ခံပြီးအမုန်းခံပြီးတုတ်နေကြီးဖြစ်ပါတယ်။ဒါတွေကိုလည်းတချို့တွေနားလဲဖို့လိုပါတယ်ကြာအားလုံးတော့ပါပဲကြာ။